။ Israel ရဲ့ကိုယ့်ရဲ့မြောင်စစ်ပွဲနေမှာတော့ America ဟာ B2 ဘုံကျဲလေယာဉ်တွေနဲ့ Iran ကိုဘုံကျဲပြီးစစ်ပွဲတွေကိုရောက်လာခဲ့။တတိယကမ္ဘာစစ်ဖြစ်နိုင်မလားလို့တုံ့တက်ချက်တွေရှိနေတယ်လို့။ကျွန်တော်တို့မြန်မာတွေလည်းတလွဲစပင်ကောင်းပြီးကြားပါတယ်။ကိုယ့်နိုင်ငံတွေကစီရေးစစ်ဘေးနဲ့ကိုယ့်နိုင်ငံတွေကပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုတပ်ပြတ ထိကစော်ကားနေတဲ့မေအွန်လိုင်းဖတ်စစ်တဲ့အကြောင်းကိုမသိချင်အောင်ဆောင်နေပြီးတော့အစ္စရေးအီရန်စစ်ပွဲကိုလှမ်းပြီးတော့တုံးတက်နေကြလေရဲ့ဗျာလူတွေကတခါတလေကြရင်ရည်စရာကောင်းလွန်လာပါတယ်နောက်တစ်ချက်ကဗမာရီဒလဝဲစပင်ကောင်းတဲ့အပြင်ကိုဗမာရီအတွေးချော်လမ်းချုံနေတဲ့အဖြစ်ရှင်တွေကြောင့်ဒီနေ့အများကြီးတွေ့နေရတယ် အရိကအမျိုးပြကပညာဓာတ်တရောင်ရောင်ပညာဓာတ်တွေလူငယ်တွေလူလက်တွေတချို့တော်တော်များများဟာမိမိနိုင်ငံနဲ့မိမိလက်ရှိအခြေအနေကိုမတိကျအောင်ဆောင်နေပြီးတော့ဆရာဆန်တဘုံထတဲ့ကိစ္စပြောနေတဲ့သူအောက်မှာအုံထပြီးနမေကျော်တယောက်အရန်ကောင်းတာပဲလို့ချီးကျူးတန်နေညံနေကောင်းတဲ့တော်တွေကိုကျွန်တော်တို့ကဝင်ပြီးဝေဖန်ဆက်ဖတ်စရာမရှိဘူးဒါပေမဲ့လက်ရှိပြစ်ဆုံးပံအခြေအနေမှာငါတို့နိုင်ငံ မင်းအောင်ပိုင်စစ်တပ်ဟာငါတို့နိုင်ငံသားတွေအညာစကိုင်းကချင်းကရင်မုံညမာရခိုင်ရှမ်းအစရှိတဲ့သူတွေကိုနှိမ့်ဆက်တက်ပြက်လီညောင်းတဲ့ဘုံချင်းနေပါလားလို့မသိဟလားမသိချင်အောင်စောင့်နေတာလားနောက်တစ်ခုကဒီနေ့ဆိုရင် TBH hat ပေါ့နော်ဖုန်း review တွေလုပ်တဲ့ညီငယ်ပေါ့လူပေါ့တော့ပါလေကောင်းပါလေ तू ပြောတာဆိုရရင်သဘောကျတယ်တိုးတော့ သူကဘုံ review တွေလုပ်ပြီး Eden နဲ့ American စစ်ပွဲကြောင်းတခန်းတနာပြောပြနေတဲ့အောက်မှာတို့မာရီတွားရောင်နေကြလေအမလီဘူးသူတာတွေအများကြီးရလိုက်တာတဲ့ဟာတမာရီတလဲစပင်ကောင်းနေတာလားကိုနိုင်ငံကိုတိုင်းပြည်ကိုလူမျိုးကိုသက်ရှင်ရတီကိုပတ်ဝန်းကျင်ကိုစီးပွားရေးကိုအနာကဒါတွေကိုမျက်ကိုပြုတ်ပြီး ။ထိုင်းမှာဘာဖြစ်ပြန်ပြီ။ထိုင်းနဲ့ကမ္ဘောဒီးယားချားတော့မေ။အဲဒါမျိုး။အီရန်နဲ့အစ္စရေးစစ်ပွဲမှာအီရန်မှန်နဲ့အစ္စရေးမှားတယ်။အစ္စရေးမှန်နဲ့အီရန်မှားတယ်။အမေရိကန်ပါလာရင်တော့တတိယကမ္ဘာစစ်ဖြစ်ရင်တော့ဘာဖြစ်တယ်တော့။အော်မလေးတို့ကတို့ကမဟုတ်နိုင်ငံလေးစစ်ဖြစ်နေတာလို့ကျွန်တော်ပြောပြခြင်းသေးတပြ။တဲ့တယ်ပြောလိုက်မယ်။ဘလို့ပဲပြောပြောခမရတတိယကမ္ဘာစစ်ဖြစ်ရင်ဘာဖြစ်လဲသိလား။လူမျိုးတော့တခွန်းနဲ့ဟောင်းရင်းထုတ်လိုက်မယ်။တတိယကမ္ဘာစစ်ဖြစ်ခဲ့ရင် အနည်းဆက်ဆုံးတရုတ်နိုင်ငံကမြန်မာပြည်ကိုချက်ချင်းသိမ်းမှာရှုံးလာအခုတော့တိမ်းမှုကျင်နေတယ်အခုတည်းကတိမ်းမှုကျင်နေတာခင်ဗျားတို့ပူရမယ့်အရေးကတရုတ်ကျုံဖြစ်မဲ့အရေးနော်ခင်ဗျားတို့နေနေစားနေတဲ့စံတပီအရေးကျွန်တော်တို့ခင်ဗျားတို့လိုပြည်သူအဖိနှိမ်ကံပြည်သူတွေကိုတတ်ဖြတ်နေတဲ့မင်းအောင်လိုက်စစ်တပ်ကိုမှားမှန်လားတောက်စီအောင်လိုက်ကြည့်ရမယ်အေးနော်ဒါကိုသိဖို့လိုပါတယ် ကြိုက်ချင်ကြိုက်မကြိုက်ချင်နေလူမြတ်ကျော်ကတော့တဲ့တယ်လေပြောပါလေကျွန်တော်နိုင်ငံကျွန်တော်တို့လူမျိုးကတလွဲစပင်ကောင်းနေဗျာနော်ကလီယိုပထရာနေတာတစ်တော့မှာမြင်မကောင်းဘူးဒါတွေပြောရင်တော်ပြီပါလာလိမ့်မယ် EV ကားဈေးကွက်ခွေးကြွားကြကြမယ် EV ကားတွေ EV ကားတရုတ်ကုမ္ပဏီတွေတရုတ်ပြည်မှာဒေဝါလီခံရတာတွေမနေတော့လာတော့မယ်ညီမကြီးကားဈေးကွက်ရိုက်ခတ်တာ အဲ့ဒါကို EV ကောင်းကိုတခန့်တနာကြော်ညာပြနေတဲ့ကောင်ကအဲ့ဒီအုံမှာအုံထားနေတာဒီမှာပြည်သူလူတွေအနေနဲ့စောက်ဝင်နေကြီးကိုတိုင်းပြည်ဟာတဖြည်းဖြည်းနဲ့လူရတန်းစားပြောက်သွားပြီးအရန်ချမ်းသာနေအရန်ဆင်းရဲနှစ်ခုပဲကြံတော့တဲ့အခြေအနေမှာတိုင်းပြည်ကရာသမှုထူပြောလာမယ်တယောက်ကြီးစုံမှုကင်းမဲ့နေတဲ့အခြေပြူစောတိတွေပြည်သူစစ်တွေလူမိုက်တွေလူရန်ကားတွေကပိုက်နှိုက်တွေကနှိမ့်စင်လူရက်တပ်ဖြတ် ိုးဝတ်ပြီးတော့ပြည်သူပြည်သားနိုင်ငံသားတွေကိုအနိုင်ကျင့်နေတာနှိမ့်တိုင်းနှိမ့်တိုင်းမန္တလေးမြို့ပေါ်ရန်ကုန်မြို့ပေါ်ဒီမှာဟမ်အုတ်ချုပ်ရေးမှုကိုစက်ကြီးပေးပြီးပြည်သူစစ်မှုထမ်းဆိုတဲ့ပေါ်တာဆွဲတဲ့ဥပဒေမပါရအောင်မီးမျိုးစုံနဲ့လုပ်နေရတာတနိုင်ငံလုံးဒါကိုတော်ဝဲစင်ကောင်းပြီးအီရန်မန်နဲ့အစ္စရေးမန်နဲ့အမေရိကန်မားတဲ့ကိုကို ုံးတာကိုကိုကိုတုံးတချာကိုပဝင်းကြီးကြီးကိုမြင်အောင်ကြည့်ပါကိုနိုင်ငံရဲ့အခြေအနေကိုမြင်အောင်ကြည့်ပါတော်လိုင်းရဲ့ပါကျဲပါမပါကျင်းနေမင်းအောင်လိုက်ကိုကြိုက်သွားလဲရတယ်မင်းအောင်လိုက်ကိုနေ့တိုင်းရှစ်ခိုးဦးချလဲကျွန်တော်တို့ကဘာမှပြောစရာမရှိဘူးကိုစိုက်ပြောတာကိုရင်သိရမယ်ကိုဖြစ်ကိုခံရမယ်ကိုခွင့်ရကိုကိုတောင်းရမယ်ကိုနိုင်ငံအနာဂတ်နဲ့ကိုအနာဂတ်မျိုးသက်အတွက်ကိုက မမမချက်တိုက်ပွဲဝင်ချရမယ်အသိပညာတွေတုံပြီးကြာဒါရီမလုပ်ပဲတလွဲစပင်ကောင်းပြီးအမေကျော်တွေးတော်လွမ်းနေတာကတော့ခင်ဗျားတို့မှားနေပြီလို့ပဲကျွန်တော်တက်တယ်ပြောခြင်းတယ်တရင်နေနဲ့တည်တင်တယ်ကဘာစီကြီးဖြစ်လာရင်ဘာဖြစ်မလဲဒီကနေ့တရင်နေနဲ့ကျွန်တော်ပြောပြမယ်အီရန်အမေရိကန်နဲ့ပတ်သက်ပြီးတော့အီရန် is a dream စစ်ပွဲကိုရဲ့မြောက်မြမှာအမေရိကန်ဟာစစ်သည်ကိုတိုက်တိုက်ပါဝင်တာ ဲ့တော့ American ဘုံကျဲလေရင် B2 တွေဟာ Iran ရဲ့ nuclear site တွေကိုဘုံကျဲတယ်လို့ကြေညာတယ်နော်တနည်းကတော့အများကြီးမှပေါ်ပြပြီးအများကြီးမှပြောနေကြတယ်အဲ့တော့ကြည့်လိုက်ရတယ်အဲ့တော့နောက်ဆုံးအခြေအနေကိုတစ်ပြောမယ် Iran က two nuclear site လို့ပြောတဲ့ဟာတွေကပျက်စီးမှုမရှိဘူးလို့ပြောထားပြီးတော့ဒီနေ့ Israel ကိုထပ်ပြီးတော့ဒီညနေမှာတုံးပြန်နေတယ် ဖြစ်တယ်။အမေရိကန်တွေအခြေအနေဘက်မှာရှိတဲ့အမေရိကန်စစ်ကမ်းနဲ့အမေရိကန်တွေမှန်တယ်မှာပြတ်မှတ်ဖြစ်ပြီးတော့တုံ့ပြန်လာတယ်။အစ္စရေးနဲ့အီရန်စစ်ဖြစ်တာအမေရိကန်ကဝင်ပါတယ်။ဒါကြောင့်ဝင်ပါလေဆိုနျူကလ িয়ার ဘုံကိုသူတို့ကလွှဲရင်အခြားသူမပိုင်ရ။ပိုင်ဆိုင်မှုကြိုးစားရင်စစ်တိုက်ပြီးဖြေရှင်းဖြစ်တာ။ချိန်မွှားပလိုက်။ဒါပဲကဘာကြီးကအင်အားကြီးလူကစစ်နိုင်သူကဥပဒေကိုပြဋ္ဌာန်းနေတာ။ကြောင်တောင်ပေါင်းတောင်တွေလုတ်ဖို့တော့မကြိုးစားနဲ့။ ဒီကနေ့ပြောမယ့်အကြောင်းအရာတွေမှာအညာကပလဲကိုဒိုးစစ်ဆင်တော့မယ့်အခြေအနေတွေပါသူစိုက်တော်တော်ဇော်ဝီဆိုတဲ့ကိုကမောင်ဆို interview ရဲ့ review သုံးသက်ချက်တွေပါမှာဖြစ်တယ်။ကဲတတိယကဘာစစ်နေငါတို့အညာပလဲအညူကြီးအစိုးရဝင်မင်းတစ်ပါးရဲ့ပြောစကားများဆိုတဲ့အကြောင်းအရာကိုကျွန်တော်စပြီးတင်ဆက်ပါမယ်။နော်အဲ့တော့နောက်ဆုံးအခြေအနေမှာတော့တတိယကဘာစစ်ဖြစ်မလားပေါ့ဗျာ။ အခုတော့ internet social စာမျက်နှာတစ်ခွင်မှာမြန်မာတွေရောအောက်ရုပ်ရခတ်ပြီးတော့အမှ review တွေပြောနေရ American Iran စစ်ပွဲတွေပါလာပါဖြစ်တယ်ငါတို့တိုင်းပြည်ပြကြနေတာစစ်သားတွေကလည်းရွာလုံးကျုပ်မီးရှို့ပြီးမရင်းကျင်နေတာကွာငါတို့ပြည်တွင်းစစ်ကြီးကိုလည်းကြိတာပါအောင်တုံ့တက်ကြပါအောင်လို့ပြောပြချင်ပါသေးတယ်သိသေးကျင်တာပါဒီ video ကိုဖျက်ပါအဲ့ဒါလူမြတ်တော်ပြောတယ်ပြောပါတဲ့တယ်ပြောရတယ်ကြိုက်ချင်ကြိုက်မကြိုက်ချင်ဘူးအဲ့တော့ ငါတို့ပြည်သူစီဒီကြောင့်ငါစိတ်ဝင်စားတယ်ကွာဘယ်သူမှစိတ်ဝင်စားရင်ငါတို့နိုင်ငံကြီးကြောင့်ငါစိတ်ဝင်စားတယ်မင်းတို့မသိကြင်အောင်ဆောင်ပြီးအမေကျော်တွေးတော်လိုက်ရထပ်ပြောတယ်အမေရိကန်ကဝင်ပါတယ်အီရန်ကိုဘုံကျဲတယ်အစ္စရေးဘက်ကအီရန်ဘက်ကတရုတ်နဲ့ရုရှားပိုင်ဂျိန်းတွေတတိယကမ္ဘာစစ်ဖြစ်တတိယကမ္ဘာစစ်ဖြစ်ရင်ကိုယ်နိုင်ငံအရေးတက်တယ်ပြောလိုက်မယ်ငါတို့မြန်မာပြည်ကို အမှန်မလို့ဗမာပြည်ကိုလို့ပြောတာနော်ဗမာပြည်ကိုတရုတ်ကအရင်ဆုံးတိုင်ပါမှတ်နော်တရုတ်ကြုံခံဖို့ပြင်လာကရောင်းရည်ထိုးဝင်နေထိုးတာတကယ်ပြောနေတာအချင်းဒီအရေးချက်ကိုတုံးလက်ကြည့်လိုက်တတိယကဘာစစ်တာဖြစ်အပြိုင်ဆိုင်အမြင်တွေတိမ့်ကြချက်တွေကြရင်ကျွန်တော်တို့ဗမာနိုင်ငံကိုအရင်ဆုံးတိမ့်ပါတရုတ်ပဲဖြစ်ပါတယ် ဒီအရေးကြီးနေတဲ့ခမရုပ်ပါတီတူရင်းပြင်ဆင်ပြီးပြီလေလို့ပြည်သူလူအပေါင်းကျွန်တော်ကြီးညာမောင်းခတ်ပြရစီတော်လိုင်းသမားတွေကတော့လက်နက်ရှိနေချမှာပဲဗျတာမန်ပြည်သူလူတွေမျိုးပြနေပြည်သူလူတွေကိုနဲ့မဆိုင်လို့နေတဲ့လူတွေဘာတွေပြင်ဆင်ပြီးပြီလေအခုတော့အခုအချိန်မှာတော့ဗမာမျိုးသမီးတွေကိုတရုတ်မရလို့ဖို့ပတ်စံနဲ့ဝင်နေတာတရုတ်တိမ့်ပြီးရင်ဗမာမျိုးသမီးတွေအကုန်လုံးတရုတ်မရတွေဖြစ်ကုန်နေတယ်တဲ့ ရှင်းတယ်ပေါ့ကိုလို့ရတူကြီးကိုအပြုမှုတွေဟာကိုတိုင်းကြီးကိုနိုင်ငံကိုလူမျိုးကိုနေထိုင်နေတဲ့မြေကြီးနဲ့ကိုတောက်နေတဲ့ရေပေါ်မှာပါရီကျေးဇူးပြုပြီးပြီလဲဆိုတော့ခင်ဗျားတို့ခက်ကြက်ကြက်စဉ်းစားပါငါဘလောက်အမှန်တရားပေါ်မှာယက်တီရှင်းတန်နေနိုင်တယ်အမှန်တရားကိုငါပြောရေးလားမထမင်းလေးစားရအောင်လူကြားကားရအောင်လူလေးသိအောင်ပဲလုပ်နေတာလားဒါတွေကိုမပြတ်သုံးတတ်ဖို့လူကြီးမင်းတို့ကိုတတိပေးပြစီ ပေါ့ပေါ့နေပေါ့ပေါ့စာတို့နိုင်ငံရဲ့တို့လူမျိုးများဟာစစ်တရဲ့စနစ်ကြဖျက်ဆီးခံရမှုအောက်မှာတကဘာလုံးမှာအမွဲတေအစင်ရဲ့လုံးအကြီးအချင်းအမဲဆုံးတောက်တုံးမကြဆုံးလူမျိုးတွေဖြစ်နေတယ်ကွာတောင်းတကြက်တရီပေးပါလေကိုကူကိုဟုတ်လားကြည်ထင်မနေပါနဲ့တက်လွဲစပင်မကောင်းပါနဲ့အမေကျော်ဒွေးတော်မှာပါလေအဲ့တော့ဒီကြံ is this စစ်ပွဲကတော့ဒီအခြေအနေပါပဲ အီရန် is this စစ်ပွဲပြီးတဲ့နောက်မှာအီရန် is this စစ်ပွဲနဲ့အမေရိကန်ပါဝင်ခြင်းဟာငါတို့အညာပလဲလောက်အရေးမကြီးဘူးကွာရှင်းလားအခုမြတ်ကျော်တဘောတာပြီငါတို့အညာပလဲမှာကန်တော့စခန်းသိမ်းတိုက်ပွဲကြီးအပြီးမှာဖက်စစ်တပ်ဘန်ဂျီနယ်လို့ခေါ်တဲ့ရင်းမာပြီးခရိုင်စာလင်ကြီးပလဲအညာမြေတော်လိုင်းအားအကောင်ဆုံးဒေသဘန်ဂျီနယ်ထဲမှာ2020ခုနှစ်တည်းကစစ်တပ်ဟာ ကြွာလုံးကျုပ်မိရှို့တက်ဖြတ်မှုတွေလုပ်နေတာတော်လိုင်း9နှစ်တာကာလဒီအတွင်းမှာမြို့သိန်းတိုက်ပွဲဆင်နွှဲခဲ့တာဆိုလို့ဗန်းဂျီနဲ့ရင်းမပြီးခံနေမှာပလဲမြို့သိန်းတိုက်ပွဲကိုဘုံကားနဲ့တပ်ပေါင်းစုတွေဆင်နွှဲခဲ့တယ်အဲ့တော့14ရက်နှစ်မြို့သိန်းလူပြီးကံပြီးအချိန်မှာဆုတ်ွားပြီးခဲ့ရတယ်၄ရက်ကြာဖုန်းစစ်ဆင်နေမသိမ်းနိုင်အောင်သိမ်းနိုင်အောင်ကြိုးစားဆောင်ရွက်ပေမဲ့လေစစ်တပ်ရဲ့လေကြောင်းအကြမ်းဖက်မှုတွေ ပလဲတဲ့ဆယ်မိုင်ကျော်ကွာမှာရှိတဲ့အင်မတီးဇီးလုံးကုန်ရွာနော်အစရှိတဲ့ကန်တော့ပလဲစခန်းကြီး၄ပွင့်ဆိုင်မှာပြန်ဆုတ်ပြီးခဲ့ရမှာပလဲမြို့သိမ်းတိုက်ပွဲထိုးစစ်ဆင်မှုကိုလုပ်တာပလဲနေမှာပထမဦးဆုံးမှာရင်းမာပင်ခရိုင်တစ်ခုလုံးမှာမြို့သိမ်းတိုက်ပွဲရှိတဲ့တပ်တွေအကုန်လုံးတဲမှာ ရုံသိမ်းတိုက်ပွဲဆင်နွှဲခဲ့တာတော်လိုင်း9နှစ်တောင်ပလဲတိုက်ပွဲတစ်ခုပဲရှိပါတယ်ဒုတိယတစ်ခုကတော့ကန်တောင်းတိုက်ပွဲပါနော်ဇွန်လ7ရက်နေ့မှာစတင်ဇွန်လ2ရက်နေ့မှာစတင်ထိုးစစ်ဆင်ပြီးဇွန်လ16ရက်နေ့မှာအပြီးတိုင်တိုက်ရတဲ့ကန်တောင်းစခန်းသိမ်းတိုက်ပွဲလေရင်နဲ့အချိန်200ဘုံလုံးကြီး900ကျဲချတယ်ရှင်းဆက်ပြီးတော့လေ ရင်းမာပြီးခရိုင်ထဲကိုစစ်တပ်ဟာမိတိရှို့ပါလိမ့်မယ်လို့ကျွန်တော်ခဏခဏပြောပြသားပါရှင်းတယ်အဲ့တော့စစ်တိုက်နေရင်ဒီကိုပြစ်ချခဲ့တဲ့ကံတော့စကနေတိုက်ဘူးရှင်းမာပြီးခရိုင်တစ်ခုလုံးမှာကြီးမားတဲ့မဟာပြည်ကျတဲ့တိုက်ပွဲကြီးကိုဖော်ဆောင်ခဲ့နိုင်တာဟာ BNR ဆိုတဲ့ဘုန်ကားနဲ့ပူပေါင်းတက်တွေရဲ့ပလဲမြုပ်သိမ်းတိုက်ပွဲရဲ့ မနေ့ကတနေ့ကမှစကန်လေးအောင်ဝဲကြားခဲ့တယ်ကန်တော့ PLA အပါဝင်ပူပေါင်းတက်တည်တိုက်ခတ်တိမ်ပိုက်နိုင်ခဲ့တယ်ကန်တော့စကန်တိမ်တိုက်ဝေးဒီနှစ်ကူပဲရှိနေတယ်ငါးနှစ်အတွင်းမှာအဲ့လိုပြောလို့ကြိုက်ချင်ကြိုက်မကြိုက်ချင်ကန်တော့ကန်လေးတိုက်ပွဲမှာအောင်ဝဲတွေရောက်လို့ဂုံပြူတိုက်သူတွေဂုံပြူရမှာဖြစ်လို့ကျယ်တွေလည်းကျွေပါတယ် အဘိဓိယအမှတ်36ကြောင့်မဆလီတက်ရင်တက်စုမှုရဲပေါ်ထိုက်ကြီးအပောက်တုံးပြီးတော့ကဝေးတက်မလို့ PDF ရင်းမှပြခင်အမှတ်37တက်ရင်ချက်တဲ့တက်မလို့ BPL ကကွန်မန်ဒါ PDL ကကွန်မန်ဒါတိုက်ခတ်ရေးမှုရဲပေါ်ကြော်ကြီးဒါမြင်ဖြတ်တော့တိုက်ခတ်ရေးတာဝန်ထမ်းဆောင်ခဲ့တဲ့နိုင်ဒီစ်စတိုဂျာအညာတက်ခွဲကဂျဲပေါ်ပုံငယ်တွင်းသူရိချဆောင်ရဲ့ ဲ့ဒါအရေးကြီးတယ်။အီရန်နဲ့အစ္စရေးဖြစ်လို့ပြာကျသွားတာဒုတိယအရေးကြီးမှုလို့ပြောရတယ်။ကိုယ်နိုင်ငံတွေကကိုယ်နိုင်ငံသားတွေနဲ့ကိုယ်နိုင်ငံတွေကပြည်တွင်းစစ်ကအရေးကြီးတယ်။ဒီနေ့ဒီတော်နေကြောင်းမုံကျဲမှုကြောင့်ဆယ်နဲ့ကြီးတိတ်ဆုံးနေပြီးတော့ဒေတာကံပေါ်ရှားအောင်များစွာကြေးရွာ20ကျော်ကစစ်ဘေးရှောင်ရပါတယ်။အခုကြီးလိုအပ်တဲ့နှိစက်ရည်ပူကြပါကျွန်တော်တို့ရောရှည်ရှည်ဝေးဝေးမပြောတော့ဘူး။ အခုဆိုရင်အင်မတီနဲ့ဇီးမြူကုန်းကိုမတိုက်လို့မရတော့ပါဘူးတိုက်ကိုတိုက်ရပါလိမ့်မယ်အင်မတီနဲ့ပြူစောအင်မတီနဲ့ဇီးမြူကုန်းရွာပြူစောတိရွာတွေကိုမတိုက်ရင်မတိုက်ရင်လေကျင်းမမင်းတခဲလုံးစစ်ကြောင်းကဝင်ထိုးပြီးပြကြသွားပါလိမ့်မယ်နော်ပြူစောတိအင်အားတရာမိပါရှိတယ်အဲ့ဒီရွာဒီမှာကျွန်တော်တို့သိရသလားအခုဆိုရင်အင်မတီကိုတိုက်ဖို့အတွက်တင်ဆင်မှုတွေလုပ်နေတယ်လို့လည်းသိရပြီးအင်မတီနဲ့အင်မတီကထွက်လာနိုင်တဲ့ စကားစဖက်စစ်တက်နဲ့ပြူစောထီတွေကိုထပ်ပြီးမထွက်လာနိုင်အောင် PLA နဲ့ပူပေါင်းတက်တွေကဖြတ်တော့ပိတ်ဆို့ယူပြီးမြင်းထက်ထန်လောက်နေပါတယ်။ဒီမတီနဲ့ဇီးဘူးကိုတော့ဖက်စစ်တက်ဟာစစ်ကူမပို့နိုင်တော့ပါ။เนาะအဲ့တော့ပလဲမျိုးကိုတင်ရမယ်ထပ်ပြောမယ်ကျင်းနေတောင်စီမံကိန်းကိုရှင်းသမျှလက်နက်တွေနဲ့ချိန်ထားမယ်ဘုံတကကျင်းအဲ့ဒီကိုတခပြေးလို့ခင်ဗျားတို့ကိုကျွန်တော်ပြောနေတယ် ဒီလူကိုကာဝယ်ဖို့ဆိုပြီးလဘရောင်းတော်ကျင်းဒီစီမံကိန်းလိုတော့မကာဝယ်ကြနိုင်ဘူးဗျာအဲ့လောက်ပဲပြောလိုက်မယ်ကျန်တာတွေကိုเจ้าကိုတည်တယ်ထပ်ပြောကြရတယ်တော်လိုက်မှအများကြီးရှိတယ်ဒါပေမဲ့ထားလိုက်တော့ထပ်ပြီးတော့ကျဲကျွေတာပြောမယ်မင်းလာတိုက်ပွဲမှာတော်ရင်ကျဲဖို့ငါဦးအရှင်းဖမ်းပြီးအသက်အဲ့ဒါအစ္စရိအီရန်အမေရိကန်တိုက်ပွဲတွေတက်အရေးကြီးတယ် ရန်သူအင်အား400ကျော်မင်းလာတကြောကိုတောင်ပြက်ရွာနာကိုစစ်ကြောင်းထိုးလိုက်နော်ရဲဘော်ခုနှစ်ယောက်ကြက်6ယောက်က3800တုံးတိုင်ရင်တာရုံခရီးတယောက်က3900တတခွင်းငါကရဲဘော်အဲ့တော့တောင်ပြက်ရွာကိုမီးရှို့နေတဲ့ဖက်စစ်တပ်အင်အားလုံးကြီးနဲ့ဒိုးစစ်စင်နဲ့လေတောင်ကဘုံကျဲတဲ့လက်နက်ကြီးတွေနဲ့ပစ်တယ် ရှုံမာနေတဲ့ဖက်စစ်တပ်အတွက်ဟုတ်စိတ်ဝင်စားပဲအီရန်နဲ့အမေရိကန်အစ္စရေးကြောင့်ဟန်းစိတ်ဝင်စားကြပါနေဗျာခင်ဗျားတို့လုံနေတာအပူကြီးတွေလို့ကျွန်တော်ကြည့်ပြီးတော့ခင်ဗျားတို့အစားရှက်နေအဲ့တော့လက်ရှိချိန်မှာမီးရှို့တဲ့ရွာလုံးကျွတ်မီးရှို့ခံရတယ်ကလိုင်းတက်တွေကဖြတ်တော့ပိတ်ဆို့ဖို့ကျိုးသားတယ်အင်အားမမျှလေပြန်ဆုတ်ရတယ်ရဲဘော်9ယောက်ကြတယ်အရှင်ဖမ်းမိတယ်နှိတ်ဆက်ပြီးတတ် ဲ့တော့ဘာကြောင့်လဲဆိုတော့စီကွင်းတာဆုံးဒိတ်ကိုဒလိုင်းတက်တွေဝင်ပြပြီးနောက်ပိုင်းတာရီကန်စီမံအုပ်ချုပ်ရေးမှူးဆိုတဲ့ကောင်ဒုတိယဘုံမှုကြီးဇော်မျိုးဝင်းအပါဝင်စစ်ကောင်စီတပ်သား10နဲ့ချီတိတ်ဆုံးမှုပတ်သက်ပြီးခွေးနာခဲ့ခဲနေတာနော်ဒီချင်းတွေရှိတယ်ဒီနေ့ကရင်ပြည်နယ်ဥကိတစခန်းသိမ်းတိုက်ပွဲကြီးဆင်နွှဲနေပါဝိုင်းရပိတ်ဆို့ထားပြီးဖြစ်ပါတယ် ဥက္ကိဋ္ဌဆိုတာတက်ရှိစင်းယိုးဆိုပြီးဖက်စစ်တက်ကဂုံစာခဲ့တဲ့စခန်းပေါ့မကြေဝဲနေတယ်လို့ပဲပြောရမလားဒီကတော့ရောက်အောင်တိုက်မယ်လို့ပဲဆိုရမလားဒီဒီဝဲကတော့ကြည်ကောင်းနေပါလေရှားမယ်လို့လည်းယုံကြည်ပါလေနော်ဒါအချိန်ဒီရောက်ပြီလေဆိုတော့ကျွန်တော်တို့ရရှိထားပြီဖြစ်တယ်သို့တော့ပြောလို့မရဘူးပြောနိုင်မယ်ဆိုရင်ကြည်နေကောင်းနေ မနေ့က PPL ရဲ့တင်းနစင်မွေးတခုမှာနောက်ဆောင်က NUGI ကျမိုင်းနေပြိုင်ဝင်ကြီးတော်တော်ဇော်ဝေဆုဘူဂျိုတာဘုံချော ICE ဒူဒီယခုတ်ခရာကွန်ပီတူဒီလိုတွေကိုတရွဲတဲ့တွေ့လိုက်ရတဲ့ဓာတ်ပုံတွေကြောင့်ပြည်သူလူထုကတစုံတရာတော့မျောလင်းချက်ပြီးရှင်းတန်လာတာကိုတွေ့ရပါတယ်အဲ့ဒါနဲ့တပြိုင်တည်းတည်းမှာထပ်ပြီးတော့ ။ဒေါက်တာဇော်ဝေဆိုပုကုကမောင်ဆိုအရဖီယာပုကမောင်ဆိုရဲ့အင်တာဗျူးရတဲ့16မိနစ်ဗီဒီယိုကလစ်ခုတချို့တွေလည်းကြည့်ပြီးသားဖြစ်ပါလိမ့်မယ်။မကြည့်ရသေးရင်ကျွန်တော်အချက်အမြင်ပြောပြမယ်။အဓိကကတော့မြောင်ဆေးကိုစောက်တဲ့ကိစ္စလက်ရှိမြေပြင်မှာဒေါက်တာဇော်ဝေဆိုမြေပြင်ကို ရောက်ရှိသွားပြီး နေရာထိုင်ရာတွေ့ဆုံခဲ့တဲ့တပ်တွေအသီးသီးနဲ့ဒီအကြောင်းစကားဝိုင်းတွေဖြစ်သူ။ဂျာကာလာအစိုးရဖွဲ့စည်းရေးကိစ္စရပ်တွေအချက်အမြင်ပေါက်နေတယ်။သို့တော့ ဒေါက်တာဇော်ဝီသိုးရဲ့ပြောဆိုချက်တွေကိုကျွန်တော်လေ့လာကြည့်ခြင်းအဖြစ်နံပါတ်1ဒီအသက်ဒီအရွယ်ဒီပညာနဲ့အမြင်ပြီးကိုကိုယ်တိုင်ရှင်းပြီးတော့လုံနိုင်တယ်လို့လုံနေတာကိုဒီဒေါ်လာကြီးမှာပါဝင်လုံနိုင်နေတာကိုကျွန်တော်လေးစားဂုဏ်ပြုတယ်။သို့တော့ဒေါက်တာဇော်ဝီဆိုသည် NUG ရဲ့အစိုးရဆိုတဲ့ NUG တခုလုံးရဲ့ mandate ကိုယာထားတာမဟုတ်တဲ့အတွက်သူပြောသမျှအရာအလုံးကတရားဝင်မှုရှိမရှိဆိုတာကတော့သူတို့၄ရှင်းရမယ့်ကိစ္စပါ။ တက်တွေတက်ကောင်းဆောင်ဒီဒီနဲ့တွဲဆုံနေလို့ကျွန်တော်တို့အကြမ်းမြင်သိရတယ်တွဲဆုံမှုက informal လို့လည်းပြောတယ်တရားဝင်တွဲဆုံမှုမဟုတ်ဘူးနောက်ပြီးတော့တိုင်းသားတွေကလည်းဂျာကာလာအစိုးရဖွဲ့စည်းရေးကိုသဘောတူတယ်သို့တော့ဘလို့ပုံမှန်ဖွဲ့စည်းမလဲဆိုတော့အခုဒီ line မကျဘူးဆိုတာကိုအကြမ်းမြင်တွေ့ရတယ်အဲ့တော့တစ်ဖက်မှာကော်တူတွေအစိုးရ80ရာခိုင်နှုန်းပြီးစီးနေပြီရခိုင်ပြည်သူတော်လိုင်းအစိုးရ MNDAA ကိုကအထူးဒေတာအစိုးရ ကရင်ပြည်နယ်ဂျာကလာအစိုးရချင်းစတိတ်ကချင်းအလိုအစိုးရတွေအများကြီးပေါ်လာပြီးတဲ့နောက်ပိုင်းမှာငါတို့နိုင်ငံရဲ့တော်လှန်ရေးဒီဇိုင်းကဘယ်လိုဖြစ်နေမှာလဲဘယ်လိုဖြစ်တော့မလဲဆိုတာကိုကျွန်တော်တို့ပြေးကြည့်ရအောင်အဲ့တော့ဒေါ်တော်စိုးဝေစိုးပြောဆိုခဲ့တဲ့အချက်တွေအချက်တွေထဲမှာတကယ်ရေးတာဒေါ်တော်စိုးဝေစိုးဟာအမျိုးသားညီညွတ်ရေးအစိုးရရဲ့ကိုယ်စားလှယ်မန္တရားရှိသူတယောက်အနေနဲ့တတ်တော်အသီးသီးနဲ့ခေါင်းဆောင်အသီးသီးကိုတွေးဆမှုကတရားဝင်မှုလုပ်နိုင်တယ်ဆိုရင်တော့ ညီညွတ်ရေးဟာပုံအားကောင်းလာတယ်လို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်။မတိနမနိဒါရောဆိုဝေဆိုရဲ့မြေပြင်တွားရောက်လောက်ကန်ဆောင်ရွက်မှုကြောင့်တစုံတရာတော်လှန်ရေးဟာတိုးတက်လာတယ်ကိုကျွန်တော်တို့နိုးကြားလာတာကိုကျွန်တော်တို့ညင်းလို့မရဘူး။နမတော့ဒါရောဆိုဝေဆိုနိအတူပေါ့ဒီတွင်မှာရှိနေတယ်လို့ယူဆရတဲ့ဒီရေဝင်ကြီးကဝေဝင်ကြီးနှစ်ယောက်စီးဆိုင်ရာပုဂ္ဂိုလ်နှစ်ယောက်ခဏချင်းကျွန်တော်တို့သိရတယ် တို့တွေကတော့တော်တော်ဇွေဆိုးလို့အိုက်တက်တင်နဲ့မတွေ့ဘူးလားကျမကြီးနဲ့ပညာရေးဝန်ကြီးကတက်ကောင်းဆောင်နေတဲ့တက်တင်နဲ့တွေ့နေပြီးတော့ကာဝေးဝန်ကြီးနဲ့ပြည်ရေးဝန်ကြီးကပြည်တွင်းမှာရှိနေပြီးဘာလို့မတွေ့တာလဲဒီမျိုးကိုနေကျွန်တော်ပေါင်းလိုက်ပါအများကြီးပြောအပြစ်ပြောတာမဟုတ်ဘူးအပြစ်ပြောတာမဟုတ်ဘူးကျွန်တော်ပြောပြတာအဲ့တော့စီရင်ဆွေးနွေးမှုမှာအဲကျွန်တော်ပြောရမယ်ကျမကြီးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးတဘောတရားကိုပြောပြတာ ဲ့တော့တက်တော်တခုကတက်မှုနဲ့ဆို level ကမညီဘူးဟုတ်လားပြဿနာတွေကအစိုးရအစိုးရဆိုတဲ့ကိစ္စကစနေတာဗျအဲ့တော့ထားပါအခုလေ NUG အစိုးရလိုပဲအစိုးရတွေအပြိုင်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 ပေါ်ပေါက်လာကြပြီအဲ့တော့နောက်ထပ်စဉ်းစားစရာတခုကဟုတ်ပြီချင်းဒီချင်းတပြည်နယ်လုံးကိုတိုက်ခိုက်သိမ့်ပိုက်ပြီးတော့ချင်းကိုစလေတက်တယ်ရခိုင်ဒီရခိုင်ပြည်နယ်လုံးကိုတိုက်ခိုက်သိမ့်ပိုက်ပြီးရခိုင်ကိုစလေတက်တယ်နော်ကချင်ဒီကချင်ပြည်နယ်လုံးကိုတိုက်ခိုက်သိမ့်ပိုက်ပြီးကချင်ကိုစလေတက်တယ် ကရင်ဒီကင်းဒီဗီလေလို့တက်ခိုက်တင်မဲ့ပြီးကင်းကိုယ်စလဲတက်တက်ကြကိုကဒီတဲ့ဒီတိုင်း PNL ဒီတဲ့ဒီတိုင်းပေါ့ပမာပမာရီတွေကရောဘယ်နေရာကိုတက်ခိုက်တင်ပိုက်ပြီးတော့ပမာကိုစားမြို့ဘသူတက်ပါလဲတာဝီမြားကြီးရှိနေပါဒါပေမဲ့အဲ့ဒါကိုမလုပ်အောင်လားလုပ်ရမယ်တိုးတော့စစ်နိုင်တိုင်ရေးဦးစားပေးလို့ပါ ဒီနေ့ US ကပြသွားတဲ့ B2 တဲ့ Iran ကိုဝင်ပြီးဘုံကျဲမှုမှာစစ်လဲမကျင်ညာဘူးဘာမှလည်းမလုပ်ဘူးလွတ်တော်ရဲ့သဘောထားလည်းမယူဘူးစစ်ပွဲမှာလူခွင့်ရေးတွေခွေးခွင့်ရေးတွေပြုတ်တော်တွေမရှိဘူးစစ်နိုင်ဘူးဒါဥပဒေပြဋ္ဌာန်းတာဒါပေမဲ့ဒေါက်တာဇော်ဝေဆိုးပြောဆိုထားတဲ့အချက်ထဲမှာကျွန်တော်တို့တော်လိုင်းရေးကကျွန်တော်တို့သိမ့်ပိုက်ထားတာမလေးရှားနိုင်ငံတစ်ခုစာလောက်နေမြေကြီးရှိနေပါပြီဆိုတဲ့အချက်ကတော့ တကြစစ်တမ်းထုတ်ရမယ့်အချက်မျိုးဖြစ်တယ်။ NUG ကတိန်းလာလား။ DNA ကတိန်းလာလား။ MNDAA ကတိန်းလာလား။မန္တလေး PDF ကတိန်းလာလား။ MODO ကတိုင်ရင်းတွေတိန်းလာတဲ့မြို့လား။ KIA ကတိန်းလာလား။ဒီလိုမျိုးတော့ရှင်းရှင်းလင်းလင်းပြောပြဖို့လိုအပ်တယ်လို့မပြောပြလည်းပြည်သူကသိတယ်။ပြောပြဖို့လိုအပ်တယ်လို့ပေါ့နော်။လက်ရှိကိုသိမ့်ပိုက်ထိန်းချုပ်ထားတဲ့နေပြည်တော်မှာ NUG ကခံခံမာမာအုပ်ချုပ်ရေးတိဆောက်ပြီးချုပ် အုပ်ချုပ်နိုင်တဲ့ဧရိယာဘလောက်ရှိလဲဆိုတာကိုကြံတုံးသက်စဉ်းစားကြပါဒါမှစစ်နိုင်တက်ရေးလမ်းကြောင်းပြူပါကိုချမှတ်နိုင်လိမ့်မယ်ရောင်းတော်ပြန်ရောမလွတ်ဖို့လိုပါတယ်ဒီအန္တရာယ်ကတိန်းထားတဲ့မြို့နယ်ပေါင်း12မြို့နယ်အမန်ဒီကတိန်းထားတဲ့ဗနမြို့နယ်ရခိုင်တပြည်နယ်လုံးတိုက်ပိုက်ထားခြင်းကဗနမြို့နယ်ဒါရီယာတိုင်းသားအီယာအူဒီနဲ့ပီရက်ပူပေါင်းတိုက်ပိုက်တာဖြစ်တယ် NUG ဩဇာတက်ရောက်မှုအုပ်ချုပ်မှုလုံးဝမရှိမလုံနိုင်လုံးလုံးမရဘူး အမှန်တရားကိုချီးကပ်မှာ view ဟာ view ဟာချနိုင်တယ်ရောရောရှိလုပ်ပြီးငါပဲလုတ်တလူလူသူပဲလုတ်တလူလူချော်လဲရောထိုင်ပြီးဆိုရင်မှန်ကန်တဲ့ view ဟာမြောက်စစ်ပွဲကိုစင်နွဲမှာမဟုတ်နိုင်ဘူးစင်နွဲနိုင်မှာမဟုတ်ဘူးကျွန်တော်စေတနာနဲ့ပြောတာဖြစ်တယ်ကျွန်တော်ဒါဆိုလို့လေးစားတယ် ါလို့လေးစားလဲသူ့သက်ရွယ်နဲ့သူ့ပညာနဲ့သူ့အနေထားနဲ့ဗျာနိုင်ငံတကာမှာဘယ်လိုနေနေနေလို့ရတယ်ဒါပေမဲ့သူပြည်ဖွင့်မှုပြန်လာတယ်ဒီချက်တဲနဲ့နေသူ့ကိုကျွန်တော်လေးစားနော်နောက်တစ်ချက်ကတော်တော်ဆိုဝေးဆိုးကကဝေးဝင်ကြီးနဲ့ပြည်ရေးဝင်ကြီးလောမယ်လို့ဒီလိုက်လုတ်ပေးနေရရှာတယ်နောက်တစ်ချက်ကတကယ်လို့မှထပ်ပြီးလုတ်မယ်ဆိုရင်တော်တော်ဆိုဝေးဆိုးရင်လူကြီးကြီးရဲ့တက်ကြွတဲ့စိတ်ကနေတော်လိုင်းဘော်ထားတဲ့စိတ်နာကိုကျွန်တော်မြင်လိုက်ရတဲ့လေးစားတယ် တိုင်းသားအရာတွေမှမဟုတ်ပဲအင်အားကြီးတက်တွေမှမဟုတ်ပဲရှိသမျှတက်တွေစူးစီးနိုင်ဖို့အခြားတိကျတက်တော်တွေကို BPLA တခုထဲမှာမဟုတ်ပဲ BNR တို့အခြားတက်တော်တွေကိုလည်းထိတွေ့ဆက်ဆံမှုတွေလုပ်ပြီးညီညွတ်တဲ့စူးစီးမှုနဲ့အောင်ပွဲကိုရယူနိုင်ဖို့စ조사ပေးပါလို့ကျွန်တော်ပြောရင်နိုင်ငံရေးဆိုတာဇကယောဖောယောနဲ့လုံးချလို့မရဘူး တိတိကျကျခန့်ခိုင်မာမာအချက်အလက်နဲ့နှုတ်ပတ်စကားဟာတစ္ဆာစကားဖြစ်စေခြင်းပါလေ။ဒီညတော့ဒီလိုအလုံးကျေးဇူးတင်ပါတယ်။